ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဗျဒီတစ်ခေါက်ချက်သူရေးသားတွေပေါ့နော်စိတ်ပြန်လဲလာအောင်နောက်အိမ်အောင်တွေစိတ်ပြန်လဲလာအောင်ပြုလုပ်လို့ရတဲ့ဇေဒရာနီလန်ကောင်းလေးတစ်ခုကျွန်တော်ပြောပြပေးမယ်တချို့တွေအကြောင်းမူမူကြောင့် တယောက်နဲ့တယောက်သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲတယ်။အဲဒီချုပ်မေးတဲ့ထင်းလေးမှာလေကျွန်တော်ရှိပါတယ်ဆရာရဲ့အိမ်အောင်တက်ကဘယ်လောက်ရှိသွားပြီပေါ့နော်အမျိုးသားနဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်မတိုက်ဆိုင်လို့ဥမာ9နှစ်ရှိပြီ9နှစ်ရှိပြီပေါ့နော်သူလည်းသူ့ဘန်သူနေလဲကိုယ်လည်းကိုယ်ဘန်ကိုနေတယ်။ဒါမဲ့တဖြည်းဖြည်းအသက်လေးရလာတယ်ခလေးလေးလေးလည်းအရွယ်ရောက်လာပြီ။အဲ့ဒါမျိုးကို ပြန်လဲပေါင်းစည်းဖို့ဆိုတဲ့ ကိစ္စမျိုးလေးတွေမေးတာတွေလည်းရှိပါတယ်တချို့ချစ်သူကြီးသားလည်းထိုလေး၎င်းမှာတချို့ကြမာနခြင်းပြန်ကြတာတွေတချို့ကြတော့နေကံကြတာတွေတချို့ကြတော့မိဘညီကိုဆွေမျိုးအတိုင်းဝိုင်းကြောက်လန့်ခွက်ရတဲ့ကိစ္စမျိုးတွေရှိတယ်အဲ့လိုအချိန်မှာသူကလည်းသူ့ဘန်သူနေကိုကလည်းကိုဘန်ကိုနေနေတဲ့ကိစ္စတွေမှာအပြန်လဲပေါင်းစည်းဖို့ပြန်လဲပြီးကိုယ်စီကထွက်သွားတဲ့သူ ပြန်လာဖို့ ပြန်လဲစိတ်လဲလာဖို့အတွက်ပြုလုပ်ရတဲ့ရရရနီလန်ကောင်းလေးတစ်ခုပြောပြပေးမယ်။ဒါကတော့တိတ်ပြီးတော့မခတ်ပါဘူးဗျ။နော်။အဲ့တော့ဟိုကျွန်တော်ကတိကတ္တမေးတဲ့လူကြီးရှိလဲ။အဒီပစ္စည်းပါလို့ပြောရင်ဒီပစ္စည်းမဟုတ်ဘဲနဲ့ခုပစ္စည်းမရဘူးလား။မရပါဘူးဗျ။ तू ကသူ့ရဲ့ဓာတ်တဘာဝနဲ့ဓာတ်တဘာဝနဲ့ပြုလုပ်ထားတာ။နော်။ဥမာဆိုကြပါစို့ဗျာ။လင်မန်းရဲ့ဓာတ်ဒီ၄နဲ့၅နဲ့ပေါင်း၉နဝင်းဓာတ် ဲ့တော့သူ့ရဲ့ဓာတ်မှာလင်လို့ပါတဲ့အတွက်မိမိရဲ့လင်ရောက်ကြလင်ပန်းလို့ပြောတဲ့အတွက်ပြည့်တဲ့လင်ကိုဖမ်းတာအနာမကတဲ့လင်ကိုဖမ်းတာဒီလိုရတရာမျိုးတွေလည်းရှိတာပေါ့နော်အခုလည်းကျွန်တော်ပြောမယ့်ဟာကမိုင်လိုပလင်းရှာမ်းမိုင်လိုပလင်းမှာဟောလစ်ပလင်းရလားမရဘူးအိုဗာရင်းပလင်းရလားမရဘူးအဲ့တော့ရတဲ့သူတွေကတော့လုံပေါ့ဗျာမရတဲ့သူတွေကတော့ဒီမျိုးမလုံနဲ့ပေါ့နော်အဲ့တော့မျိုးတွေမှာရှိပါတယ်အဲ့မိုင်းလိုပလင်းတစ်လုံးရှာမိုင်းလိုပလင်းတစ်လုံးမှာ ကိုယ်စီကိုစိတ်ပြန်လဲလာစေဖို့စိတ်ပြန်လာလဲလာလို့တဲ့သူရဲ့ပုံကိုမိုင်းလိုပလင်းရဲ့ဖင်မှာကတ်လိုက်ပါကတ်လိုက်တဲ့အခါကျရင်ကတ်ပုံကတ်နီးမှလည်းပုံကြီးကိုမိုင်းလိုပလင်းရဲ့ဖင်မှာအဲ့လိုကတ်ခိုင်းတာပေါ့မိုင်းလိုပလင်းရဲ့ဖင်မှာပုံကြီးကိုဟဲ့လိုကတ်လိုက်ကိုကတရားကြည့်မြင်ရမယ်ပြီးမှရေလေးထည့်မယ်ထည့်ပြီးတော့နှင်းစီပတ်အနီရောင်လေးတပွင့်ထိုးပေးပါပြီးွားရင်ခုံလေးတစ်ခုမှထား လေးနဲ့ဆိုတာဆုတ်တောင်းပါနေ့စီပန်း6ဝိုင်းပြန်လဲပါဒါဆိုပြန်လဲပေါင်းစီပါလိမ့်မယ်เนาะ